ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြေကြေပြန့်ပြန့်မပြင်သေး၍တိုင်းပြည်မှာဘာမှမဖြစ်လာဘူးလို့သူတော်ဦးအောင်ကိုကတနင်္လာနေ့မှာကျင်းပတဲ့ပြည်သူ့လွှတ်တော်ခဏနားကြီမှာပြောဆိုလိုက်ပါတယ်ဦးအောင်ကြီးသတင်းပေးပို့ထားပါခင်ဗျာပထမကြိမ်ပြည်သူ့လွှတ်တော်နဝမပုံမှန်စည်းဝေးရဲ့စကားမြောက်နေ့ကိုနေပြည်တော်မှာရှိတဲ့ပြည်သူ့လွှတ်တော်ခမ်းမဆောင်မှာဖေဖော်ဝါရီလ18ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်အဲ့ဒီစီဝေးခိတရရနာချိန်မှာတရားစီရင်တဲ့ဥပဒေရကော်မတီဥက္ကဋ္ဌသူရဦးအောင်ကိုက DVB နဲ့တွေ့ဆုံစဉ်အခုလိုပြောကြားလိုက်တာပါ တော့အခြေခံဥပဒေပြင်းတဲ့ပုံအားလုံးမကြည့်ရပါနဲ့ဟိုကတရားစီမံခံရခဲ့မှုတို့နော်ပြည်သူတွေကသရဖိနေမှုတို့လူခွေတွေဆုံးမရှိဘူးစပိစားတွေအားလုံးမှာမနဲ့ဟိုကအခြေခံဥပဒေပြင်းလို့ဥဒီဥဒီနေပါနဲ့နောက်တစ်ခါခုဟိုမြန်မာဆွေးနွေးတော့မဲ့တိုင်းသားပေါ့ကတဲ့ငလုံးပြခဲ့ရစိကိစ္စတို့ခေါရငင်းငင်းကိစ္စတို့ကလည်းအခြေခံဥပဒေပြင်ဆင်နိုင်မှုတော့မူတည်ပါတယ်အခြေခံဥပဒေကိုကြေကြေပြတ်မှတ်မှပြင်မနေတော့တိုင်ပြည်ဘာမှဖြစ်လာဘူးပေါ့ ဖေဖော်ဝါရီလ16ရက်နေ့ကကျင်းပတဲ့ပြည်သူ့လွတ်တော်မှာတရားစီရင်ရေးနဲ့ဥပဒေရေးကော်မတီကတင်တဲ့2013ခုနှစ်စာချုပ်တော်မိတ်ဆိုင်ရာဥပဒေကြမ်းကိုဒီကနေ့ကျင်းပတဲ့ပြည်သူ့လွတ်တော်မှာအမျိုးသားလွတ်တော်ကပြင်ဆင်ချက်ပြပြန်လည်ပေးဖို့ခဲ့ပါတယ်။အမျိုးသားလွတ်တော်ကပြင်ဆင်ချက်ပြပြန်လည်ပေးဖို့တဲ့စာချုပ်တော်မိတ်ဆိုင်ရာဥပဒေကြမ်းကိုလာမယ့်ဖေဖော်ဝါရီလ20ရက်နေ့မှာကျင်းပမယ်ပြည်တော်စုလွတ်တော်မှာဆွေးနွေးဆုံးဖြတ်သွားမယ်လို့သိရပါတယ်။ကျွန်တော်အောင်ကြီးပြည်သူ့လွတ်တော်ကသတင်းပေးပို့ထားတာပါ။